thank you မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပြီးပါတော့မယ်မြမတော်လိုင်းကိုပံပိုးကူညီခြင်းကအမေရိကန်အတွက်အရေးကြီးတဲ့အမျိုးသားလုံခြုံရေးကိစ္စဖြစ်တဲ့ဆိုတဲ့အကြောင်းတင်ဆက်ပြီးပါမယ်အမျိုးသားထောင်လိုင်းရေးညွှန်ကြားရေးမှူးရုံး ODNI ကအမေရိကန်ထောင်လိုင်းရေးအတိုင်းဝိုင်းရေးနှစ်ပတ်လည်ချိန်ချမှုအကဲဖြတ်ချက်ကိုနှင်းစင်ထုတ်ပြန်ပြီးအမေရိကန်အမျိုးသားလုံခြုံရေးအတွက်အပြင်းအထန်ဆုံးချိန်ချမှုတွေကိုဖော်ပြလေ့ရှိပါတယ်လွန်ကင်းတဲ့ဆယ်စုနှစ်အတွင်းတရုတ်ကစင့်အင်အားတိုးချဲ့မှုစီးပွားရေးအကြမ်းကိုင်မှုစိုက်ဘာစစ်ဆင်ရေးနဲ့ကမ္ဘာလုံးဆိုင်ရာ ဖွဲ့စည်းတွေကိုအားနည်းစေဖို့ကြိုးပမ်းမှုတွေကြောင်းအမေရိကန်နဲ့နိုင်ငံတကာစီးမြင်းတွေကိုအခြေခံတဲ့စနစ်ကိုအလုံးစုံစနစ်တကျစိုက်ခေါ်မှုဖြစ်သတ်မှတ်ခဲ့ပါတယ်။ထိုင်ဝမ်ရှိလက်ကြားကအမေရိကန်နဲ့တရုတ်တို့ကြားဒိုင်းရိုက်ဆိုင်ရေးပဋိပက္ခအတွက်ဖြစ်နိုင်ခြင်းအရှိဆုံးလို့ကြေပြန့်စွာယူဆထားတာကြောင်းထိုင်ဝမ်ရှိလက်ကြားကအမေရိကန်ထောက်လှမ်းရေးနဲ့စစ်တပ်အတွက်အဓိကအာရုံစိုက်စရာဖြစ်လာခဲ့ပါတယ်။တရုတ်ရဲ့ကြီးထွားလာနေတဲ့စီးရင်ဆိုင်ရင်နဲ့ပြန်လည်ပေါင်းစည်းဖို့လိုအပ်ပါကအင်အားသုံးသိမ့်ပိုက်ဖို့ပြတ်သားစွာပြူထားတဲ့ကတိတွေကြောင်းအမေရိကန်ရဲ့က ာခွေမဟာပြူရကဒေသတွင်မှာဟန်တားမှုတွေနဲ့ကြိုတင်ပြင်ဆင်မှုတွေကိုဦးစားပေးလှုံ့ဆော်ခဲ့ပါတယ် ထိုင်ဝမ်ကိုကျူးကျော်နိုင်မှုဒါမှမဟုတ်အမေရိကန်နဲ့ရှေးရှေးစစ်ပွဲကိုထိန်းထားနိုင်မှုအပေါ်တရုတ်ရဲ့မဟာဗျူဟာမြောက်တွက်ချက်မှုမှာမြန်မာကမကြာခဏလင့်လျောရှုခံထားရတဲ့အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။အမေရိကန်ကမြန်မာအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများမှခိုင်မာအကောင့်တော်လဲအမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စတွေမှာအမေရိကန်မူဝါဒချမှတ်သူတွေကဆက်လက်လင့်လျောရှုထားပါတယ်။တရုတ်နဲ့ရုရှားတို့ကိုတံပြန်ဖို့အိန္ဒိယနဲ့ရှီချောင်းကာကွယ်ခိုင်မာစင်ရေးနိုင်ငံဖြတ်ကျော်ရာဆွေးမှုတွေနဲ့ဝန်ကြီးစေဝါရှောင်းဝင်းဖောက်ကားမှုတိုက်ဖြတ်ရေးအပါအဝင် မြန်မာနိုင်ငံမှာအမေရိကန်ရဲ့ဝင်ရောက်ပတ်သက်မှုကအမျိုးသားလူကြုံရေးဆိုင်ရာကိစ္စရပ်တွေကိုလည်းကင်တွယ်ဖြေရှင်းနိုင်ပါတယ်။ဒီဆောင်ပွားမှာကင်တွယ်ဖြေရှင်းရမယ့်အခြားပြဿနာတွေနဲ့တူတရုတ်ရဲ့မဟာဗျူဟာမျိုးစိန်ခေါ်မှုကိုအဓိကဖော်ပြသွားမှာဖြစ်ပါတယ်။ဆေအာနာရှင်အစိုးရတွေရဲ့ပုံစံမျိုးမျိုးအောက်မှာနှစ်ပေါင်း90ကျော်ကြာဖြစ်ပွားနေတဲ့မြမပြည်ရင်းစစ်ကြောင်းလူပေါင်း3.5တန်းကျော်ကပြည်ရင်းမာနေရဲ့ဆုံခွာထွက်ပြေးနေရပြီးအ ਨੇ စုံလူလီတင်ခန့်ကထွက်ပြေးတင်းရှောင်နေရပါတယ်။နိုင်ငံအနှံ့ပြားရှိနေရာများပါမှာလီ ရဲ့စင်မီရှိအင်တာနက်ဒါမှမဟုတ်ဖုန်းဝန်ဆောင်မှုမရှိခြင်းနဲ့စစ်အာဏာရှင်ကအရက်သားတွေကိုဖုံးကျဲနေရှိတာကြောင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျင့်တွေကကမ္ဘာပေါ်မှာအဆူရွားဆုံးဖြစ်နေပါတယ်။ဒါပေမဲ့နိုင်ငံတကာအကူအညီအများစုကဒုက္ခသည်တွေကိုကူညီဖို့တိုင်းနိုင်ငံကိုပေးခြင်းဒါမှမဟုတ်စစ်အာဏာရှင်အစိုးရထိန်းချုပ်ထားတဲ့အစိုးရထံပေးဖို့တဲ့အတွက်အလွန်လိုအပ်နေသူတွေကအကူအညီ ရရှိဖို့မဖြစ်နိုင်ပါဘူးဒါအပြင်မြန်မာနိုင်ငံအတွင်းရှိအယက်သားများနေရဲဆုံခွာသူများကုကံတိုက်ခိုက်ရေးတမများနိုင်ငံရေးတမများနဲ့ဘာသာရေးကောင်းဆောင်များကတူညီစွာအသနာခံနေတာက၎င်းတို့ကအမေရိကန်အကူအညီလိုအပ်နေတာပဲဖြစ်ပါတယ်အရေးမကြီးတဲ့အခြားနေရာတွေကိုပေးနေတဲ့အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာရဲ့ဒစိမ့်တစ်ပိုင်းကိုတော့မြန်မာကိုလွှဲပြောင်းပေးမယ်ဆိုရင်ဒုက္ခသည်စခန်းနေရှင်လူတန်ပေါင်းများစွာရဲ့စာဝင်နေရေးအတွက်စာနယ်ရိက္ခာရီထောက်ပံ့ပေးဖို့ရုံးကန်နေရတဲ့လူသားချင်းစာနာထောက်ထားမှုအဖွဲ့များကို အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။တော်လိုင်းခေါင်းဆောင်တချို့ကအမဲလိုက်ရိုင်ဖိုင်များလက်လုံလက်နက်များနဲ့ VNS စစ်ပွဲလက်ကျန်တပ်နက်များကိုတာကင်ဆောင်နေရပြီးအာဖဂန်နစ္စတန်မှာစုပြစ်ထားတဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့အစင်မြင့်အမေရိကန်စစ်လက်နက်ပစ္စည်းတွေရဲ့တန်ဖိုးကိုနှာကျင်စွာသိရှိကြပါတယ်။ဒါပြင်မြမဆစ်ဆိုရလက်အောက်မှာလုံမြောက်ပြီးတိုင်းရင်းသားပြည်နယ်များမှာအရက်ဖက်အစိုးရထူထောင်သားသူတွေကအီရက်ရှိကာတိုရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကိုအမေရိကန်ကအတိမတ်ပြုထောက်ခံတော်လဲ၎င်းတို့ကိုအလားတူအတိမတ်ပြုမှု မြည်သည့်အတွက်ညင်းဆိုနေသည်လို့မိကုံထုတ်လာကြပါတယ် မြန်မာနိုင်ငံမှာပေါ်ထွန်းလာတဲ့အရက်သားအစိုးရကိုအကူအညီအသိမှတ်ပြုမှုနဲ့စီရင်ပံ့ပိုးမှုတွေပံ့ပိုးနေခြင်းကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီဖြစ်ရုံသာမကပင်၎င်းမှာအမေရိကန်အမျိုးသားလုံခြုံရေးကိစ္စလည်းဖြစ်ပါတယ်။မြန်မာရဲ့ခုခံအားကိုအားကောင်းစေခြင်းကဒေသတွင်ရှိတရုတ်ရဲ့မဟာဗျူဟာမြောက်ခြေကုပ်ယူမှုကိုအားနည်းစေပြီးထိုင်ဝမ်အတွက်ဘီဂျင်းရဲ့အစီအစဉ်များကိုအနောက်ဆက်ဖြစ်စေကတရုတ်နယ်ချက်စနစ်ရဲ့လက်ဝေခံဖြစ်စေအစိုးရကပြုလုပ်နေခြင်းကိုတားဆီးပေးနိုင်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံကိုလိလိယူရှုခြင်းကတန်းနေချီတဲ့ဆင်းရဲဒုက္ခတွေကိုလိလိ ူရှုနေရုံသာမကအမေရိကန်ရဲ့အကြီးမားဆုံးပထဝီဝင်နိုင်ငံရေးရံပတ်ကိုလည်းခြေကုပ်စခန်းပြရလဲကြပါရယ်တရုတ်မြန်မာစီးပွားရေးစည်းကမ်း CMEC ကထိုင်ဝမ်ကျူးကျော်မှုအတွက်ရည်ရှိမဟာဗျူဟာရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးလုံခြုံပြီးမြေယာအခြေခံကုန်သွယ်မှုနဲ့စွမ်းရင်လမ်းကြောင်းကိုပံ့ပိုးပေးတာကြောင့်ထိခိုက်လွယ်တဲ့မလက်ကရှင်လက်ချာကိုသွေးဝိုင်းဖြတ်ကျော်သွားနိုင်မှာဖြစ်ပါရယ်ပြည်နိုင်ခြေရှိတဲ့ပဋိပက္ခအခြေအနေတစ်ခုမှာအမေရိကန်နဲ့၎င်းရဲ့မဟာမိတ်တွေကတရုတ်ရဲ့ရှိချောင်းကုန်သွယ်ရေးလမ်းကြောင်းများအထူးသဖြင့်တရုတ်ရဲ့စွမ်းရင်တင် င်သွင်းမှုရဲ့80ရာခိုင်နှုန်းကျော်ရှိတဲ့မလက္ကာရှိလက်ကြား9ရီတန်းနဲ့ပိတ်ဆို့ထားနိုင်ပါတယ်။ CMEC ကမြန်မာနိုင်ငံကြောက်ဖြူစကမ်းမှာတက်စဉ်တရုတ်နိုင်ငံယူနန်ပြည်နယ်ကိုဦးတည်တဲ့စွမ်းအင်နဲ့ကုန်စည်များကိုလမ်းကြောင်းပြောင်းခြင်းဖြင့်ပိတ်ဆို့တားဆီးပေးမှုရဲ့အကျိုးသက်ရောက်မှုကိုရှော့ချပေးနိုင်ပါတယ်။တရုတ်ကရေနံ80ရာခိုင်နှုန်းကျော်အတွက်ပြည်ပမှတင်သွင်းနေရပြီးအများစုမှာမလက်ကရေနံကြားကိုဖျက်ချော်တင်ပို့လျက်ရှိပါတယ်။ဒါပေမဲ့ကြောက်ဖြူမှာကုမင်းကိုရေနံနဲ့သဘာဝထံဝင်ပိုင်လိုင်းများအပါအဝင် CMEC ရဲ့ပိုင်လိုင်းကွန်ရက်ကဒုတိယစွမ်းအင်ထောက်ပံ့ရေးခွင့်ဆက်ကိုဖန်တီးပေးကအဆိုပါအားနည်းချက်ကိုလျှော့ပါးစေပြီးစစ်အတွင်းမှာပဲစတိုက်စွမ်း င်စီစဉ်မှုရှိနေမှာဖြစ်ပါတယ်။စွိုင်းရင်လုံခြုံရေးပြင် CMA စင်ကထိုင်ဝမ်စစ်ပွဲတွင်ပိတ်ဆိုခြင်းဒါမှမဟုတ်ပုံကျဲခြင်းအတွက်အ धिक ပြစ်မှတ်များဖြစ်လာနိုင်တဲ့ရှန်ဟိုင်းကဲ့သို့အရှိတ်စိတ်ကံများကိုမိခိုမှုယုံနေစေနိုင်ပြီး ၎င်းအစားတင်ရုပ်ကိုအရေးပါတဲ့စစ်အထောက်ပံ့တွေနဲ့စက်မှုကုန်ပစ္စည်းတွေကိုမြန်မာမှတဆင်ကုန်သွယ်လန်းဖြင့်ဖြတ်သန်းသိမ်းယူနိုင်မှာဖြစ်ပါတယ်။စီးပွားရေးစီမံကိန်းတစ်ခုဖြင့်တရားဝင်အမည်တက်ထားတော်လည်းယထာလမ်းများဝေးပြေးလမ်းများနဲ့စိတ်ကံများအပါအဝင် CMEC ရဲ့အခြေခံအစောင့်တွေကစစ်ဘက်အရက်ဘက်ထောက်ပံ့ပို့ဆောင်ရေးမှာနှစ်သွင်းအသုံးပြုနိုင်တဲ့အလားအလာရှိပါတယ်။ဒီလမ်းကြောင်းတွေကတရုတ်ပြည်သူလူမျိုးရေးတပ်မတော် PNL တပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေထောက်ပံ့ရေးခွင့်ဆက်များနဲ့လိုအပ်ပါကပုံမှုကျေပြန့်နဲ့အင်ဒိုပစိဖိတ်စစ်စင်ရေးတွေကိုလွယ်ကူချောမှု ွေစီနိုင်ပါတယ်။ကြောက်ဖြူစီကန်ကအိန္ဒိယသမုဒ္ဒရာအတွင်းတရုတ်ရဲ့တိုင်းရိုက်စင်ရင်းနဲ့ကုတန်ယောင်းဝယ်ခြေကုပ်စကန်ကိုပုံမခိုင်မာစေကအရှိတ်ပင်လယ်ပြင်မှာချိန်ချောက်ခံရပါကပထမကျွန်းမှာ၁၆ကျော်လွန်ပြီးစစ်စင်ရေးတွေကိုတည်တန်းစေနိုင်မှာဖြစ်ပါတယ်။ CMECBC မှာကမြန်မာစစ်အစိုးရအတွက်တရုတ်နဲ့ရုရှားတို့ရဲ့ပံ့ပိုးကူညီမှုပေါ်မှာမူတည်ပါတယ်။တရုတ်ကဗန်နာရေးထောက်ပံ့တယ်လို့တရုတ်နဲ့ရုရှားနိုင်ငံစလုံးကတိုက်ခိုက်ရင်ရဟန်းရင်များ၊ကြက်လီရင်များနဲ့ဒရုန်းများပါဝင်လက်နက်များထောက်ပံ့ပေးနေတာကြောင့်အခုကရှက်သားတည်ဆောင်မှုအများစုအတွက်တာဝန်ရှိပါတယ်။မြန်မာနိုင်ငံပေါ်တည်ရမှုအပြင်ပြည်ပြည်စုံနဲ့ CMEC ကတရုတ်ရဲ့ပထဝီဝင်နိုင်ငံကြီးလွှမ်းမိုးမှုကိုအားကောင်းစေပြီးတခြားရေတပ်အခြေဆိုင်စခန်းတစ်ခုရရှိစေကာဘင်္ဂလားပင်လယ်အော်မှာအမေရိကန်နဲ့အိန္ဒိယရေတပ်ဖွဲ့တွေကိုတံပြန်နိုင်ဖို့ င်ရုပ်ကိုခွင့်ပြုပေးနိုင်ပါတယ်အလားလာရှိတဲ့ထိုင်ဝမ်စစ်ပွဲမှာ CMEC ကမဟာပြူဟာမြောက်လက်လန်းမိမှုကိုပုံမှုဖြစ်စေပြီးတရုတ်ရဲ့စွမ်းအင်နဲ့ကုန်သွယ်မှုစီးဆင်းမှုကိုအကာအကွယ်ပေးနိုင်မှာဖြစ်ပြီးဒါကတရုတ်ခေါင်းဆောင်ရှိချင်းဖြစ်ရဲ့ပုံမှုကျေပြန့်တဲ့စစ်ပွဲမဟာပြူဟာနဲ့တရုတ်ဦးဆောင်တဲ့နိုင်ငံတကာစီးဆင်းအတွက်၎င်းရဲ့အမြင်ကိုပုံမှုခိုင်မာအားကောင်းစေမှာဖြစ်ပါတယ်။ တရုတ်ကိုတံပြန်ဖို့အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကိုအားကောင်းစေဖို့နဲ့မြန်မာမှာဒီမိုကရေစီကိုပံ့ပိုးပေးဖို့အမေရိကန်ကပြက်ပြက်သားသားအရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။စစ်အစိုးရထံနိုင်ငံတကာအကူအညီများမစီးဆင်းစေဖို့ဆောင်ရွက်မှာဖြစ်တယ်လို့တရုတ်နဲ့ရုရှားတို့ကလေရင်လောင်စာနဲ့လက်နက်များထောက်ပံ့ခြင်းကိုတားဆီးဖို့ဝါရှင်တန်ကလှုံ့ဆော်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်လူမျိုးရေးနယ်မြေတွေမှာတိုင်းရင်းသားနေမြေများမှာဖွင့်စည်းထားတဲ့အရက်သားအစိုးရရဲ့အစိပ်ပိုင်းများကိုအမေရိကန်ကအတိမတ်ပြုတင်ပြီးပြည်တွင်းနေရဲဆုံးခွာသူတွေရဲ့လူအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့အကောင်းဆုံးနေရာယူထားတဲ့ဒီအဖွဲ့အစည်းကိုနိုင်ငံတော်အဆင့်အကူအညီများတိုက်ရိုက်ပေးအပ်တင်ပါတယ်။ဒါအပြင်အမေရိကန်က EEO တွေကိုစည်ရေးကူညီပေးတင်ပါတယ်။၎င်းတို့ကပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့အတူလက်ရှိမြန်မာနေမြေရဲ့80ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်ထားတော်လဲအ धिक မျိုးကြီးတွေကိုသိမ်းပိုက်နိုင်ဖို့ပံ့ပိုးကူညီမှုတွေလိုအပ်နေပါတယ်။၎င်းတို့က ိုအောင်မြင်ပြီးပါကတိုင်းပြည်ကိုပြန်လည်တည်ဆောက်ပြီးစစ်မှန်တဲ့ဒီမိုကရေစီရွေးကောက်ပွဲအတွက်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။မြန်မာဒီမိုကရေစီကိုပံ့ပိုးကူညီခြင်းစစ်အစိုးရရဲ့အာဏာချုပ်ကိုင်မှုကိုဖျက်သိမ်းခြင်းနဲ့တရုတ်ကိုတံပြန်ခြင်းတို့ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်ဖြစ်ရုံသာမကအမေရိကန်အမျိုးသားလုံခြုံရေးအတွက်အရေးကြီးတဲ့ကိစ္စအဖြစ်အမေရိကန်ကဦးစားပေးဆောင်ရွက်တင်ပါတယ်။